မင်္ဂလာပါရှင်ကုမီလာ news ကနေကြိုဆိုပါရစေဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ကလေးမျိုးနယ်လက်ပံချောင်းရွာလူနေနှလုံးမိရှုခံရတဲ့တဲ့မှာစကိုင်းတိုင်းကလေးမျိုးနယ်လက်ပံချောင်းရွာကလူနေနှလုံးကိုစစ်ကော်မရှင်ကအောက်တိုဘာ20ရက်နေ့မနက်မှာမိရှုဖျက်ဆီးခဲ့တယ်လို့ဒေတာခန်တွေစီကနေသိရပါဗျ။ကလေးမျိုးကလေးခံပတ်လမ်းမိုင်းကိုထိုးစစ်ဆင်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းကလက်ပံချောင်းရွာရဲ့ဝင်ရောက်ပြီးလူနေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့တာပါ။ ရွာထဲကိုစစ်ကြောင်းဝင်လာတော့ရွာသားတွေအကုန်ထွက်ပြေးရတယ်။စစ်ကြောင်းဝင်မိခနာကြမှာရွာထိပ်ကနေတွင်မိရှို့ခံရပြီးမိကိုထွက်နေတာကိုအဝေးကနေလှမ်းမြင်ရတယ်။စစ်ကြောင်းထွက်သွားပြီးတဲ့အချိန်ရွာသားတွေဝင်လာတော့ရွာထိပ်ကလူနေနှလုံးမိလောင်ပြချသွားတယ်လို့လက်ပံကြောင်းရွာသားတယောက်ကပြောပါရတယ်။လက်ပံကြောင်းရွာထဲဝင်လာတဲ့စစ်ကြောင်းဟာတော်လန်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့မှုမရှိဘဲလူနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့တာပါ။လက်တလောမှာလက်ပံကြောင်းရွာသားတွေရွာထဲပြန်လည်ရောက်ရှိနေပေမဲ့လည်းစစ်ကော်မရှင်စစ်ကြောင်းက ကလေးခမတ်ကားလမ်းမိုင်းမှာရှိနေတဲ့အတွက်စိုးရိမ်ရတဲ့အခြေအနေမျိုးမှာရှိနေသေးတယ်လို့လည်းသိရပါဗျ။လက်ပံချောင်းရွာဟာကလေးမြို့နယ်ဆယ်မိုင်ခန့်ဝေးပြီးတော့အင်ဂျီ3000ကျော်ရှိတဲ့ချင်းလူမျိုးတွေနေထိုင်တဲ့ရွာဖြစ်ပါတယ်။အော်တိုဘာ18ရက်နေ့ကလည်းကလေးခမတ်လမ်းမိုင်းကရာဇကြိုရွာအနီးမှာစစ်ကောင်ပြင်းစစ်ကြောင်းနဲ့တော်လန်ရေးတပ်ဖွဲ့တွေထိတွေ့မှု ဖြစ်ပြီးတော့ချင်းလူမျိုးတွေနေထိုင်တဲ့ရာဇကြိုရွာကိုမိရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ဒါပြင်အော်တိုဘာ9ရက်နေ့ကလည်းကလေးမြို့နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းတော်လန်ရေးတပ်ဖွဲ့တွေစုမိုးထားတဲ့ကလေးခမ်းပတ်တမှုနဲ့ ကလေးကံကောလမ်းမိုင်းတွေကိုအင်အားအလုံးရှင်းနဲ့ထိုးဆက်ဆင်လာတာကြောင့်ကလေးမျိုးနယ်တောင်ပိုင်းကလေးကံကောကာလန်က CDF KKG ထိန်းချုပ်ထားတဲ့မှန်တော်ရွာစခန်းကိုအင်အားမမျှတဲ့အတွက်လက်လွတ်လိုက်ရပြီးတော့စစ်ကောင်မရှင်ကပြန်လဲထိန်းချုပ်ထားတာပါ